2025ခုနှစ်ဧပြီလ24ရက်နေ့ညနေ6နာရီတိုင်းတာကြက်များနဲ့ငလင်ဒေတာအတွက်မိုးရွာသွန်ခမ်းမ်းကြက်များကိုစတင်မှာဖြစ်ပါတယ်။အားလုံးမင်္ဂလာမျိုး Emoken Entertainment Channel ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့တစ်ဆက်ပြပြန်ပြန်ဖန်လျက်ဒီဧပြီလ24ရက်နေ့အတွက်မိုးလေဝသတင်းနဲ့ဒီငလင်သတင်းတွေကိုပြပြနေဆက်ပြထားတဲ့ ဒီမိုဇလဘလော့ဂါဦးတည်တင်းရဲ့ဒီကြိုတင်ခံမှတ်ထားတဲ့ပြီးဖိုင်လေးကိုကျွန်တော်အမျိုးပြသတိဆက်ပြသဖြစ်ပါတယ်ကျွန်တော်အမျိုးလည်းကြိုတင်ကာကွယ်ပြင်ဆင်လို့ရအောင်လို့ဘူးဒရအနေနဲ့ပြန်လည်ဝင်မြတ်တိဆက်ပြခြင်းဖြစ်တယ်ဒါကြောင့်မကျွန်တော်ပြီးဖိုင်လေးအဆုံးတက်တိလည်းပဲကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဒါဆိုရင်ကျွန်တော်ပြီးဖိုင်လေးကိုဆက်လိုက်အောင်ဒီကနေ့မှာတော့မြန်မာပြည်အလဲပိုင်းတစ်ခုလုံးမိုးတိမ်ကင်းစင်နေပေမဲ့လာမယ့်28ရက်နေ့ကနေစပြီးတော့ ခုနှစ်ရက်ဆက်တိုက်မြမပြည်အနှံ့ပြားမှာမိုးရွာသွန်းနိုင်တဲ့အခြေအနေများကိုကျွန်တော်တို့လေ့လာခံမရပါဘူး။ဒီအနေထားဆိုလို့ရှိရင်တော့အဓိကအားဖြင့်စိုက်ပျိုးရေးသမားတွေအတွက်အထူးအရေးကြီးတဲ့အတွက်ကြောင့်မလို့ပြင်ဆင်နိုင်ရန်ကျွန်တော်အသေးစိတ်ခမန်းချက်တွေတိုင်းတာချက်တွေနဲ့တင်ပြမှာဖြစ်ပါတယ်။ဒီကနေ့ညနေ6:00နာရီတိုင်းတာချက်များအရာ အိန္ဒိယသမုတ်တရားနဲ့အာရေဗျန်ပင်လယ်ကြားကထုတ်လုံနေတဲ့ရေငွေ့ဟာထုတ်လုံမှုမြင့်မာပြီးတော့လေစီးကြောင်းနဲ့အတူမြန်မာပြည်အေယာဝီမြေရိုးကနေပြီးတော့ဗမာပြည်တဲကိုတိုက်ခတ်တာတွေ့ရပါတယ်ဒီလေစီးကြောင်းရဲ့ပေါ်မှာရှိတဲ့တိမ်အနေထားကိုကြည့်မယ်ဆိုလို့ရှိရင်လေတိမ်အပြည့်နဲ့ ဝင်ပြီးတော့မြမပြည်ကပုံပြန်တော့အပေါ်ကိုတိန်နေတက်သွားတာကိုတွေ့ရပါတယ်ဒီနေရာဆိုလို့ရှိရင်တနည်းအားဖြင့်မုတ်တုံမိုးထုံးလုတ်တဲ့ဒေသလို့ကျွန်တော်တို့သတ်မှတ်ပါတယ်ဒီဒေသကနေပြီးတော့ဒီနေရာကနေပြီးတော့မြမပြည်တဲကို လေးစီးချောင်းနဲ့ရောက်ဖို့ဆိုလို့ရှိရင်ရက်ပေါင်း30ပေါင်းကျင်အချိန်ကြာမြင့်တယ်လို့ပဲဘင်္ဂလားပင်လယ်တောင်ဘက်ကနေပြီးတော့မြမပြည်တဲကိုဝင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ 9ရက်နဲ့10ရက်ပေါင်းခြင်းအချိန်ကြာမြင့်ပါတယ်ဒီတိန်တွေဟာမကြာမီရက်နဲ့ငွေတွင်းမှာဗမာပြည်ကိုဝင်သွားပြီးတော့အပေါ်မှာရှိတဲ့တိန်အမြင့်ကလေအေးနဲ့ထိတွေ့ပြီးတော့မြန်မာပြည်အနှံ့ပြားမှာမိုးရွာမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီကနေ့24ရက်နေ့မှာမြန်မာပြည်မြောက်ဘက်က အချင်းပြည်နယ်ထဲမှာမိုးရရင်1.4လမအထိရွာသွန်းပြီးတော့ မြန်မာပြည်အောက်ဖျားတနင်္လာရီတိုင်းမှာဆိုလို့ရှိရင်လေမိုးရစဉ်တက်တသမ၄ထိရွာသွန်းနိုင်တဲ့အနေအထားကိုတိုင်းတာရရှိပါတယ်။လာမယ့်25ရက်နေ့မှာတော့တောက်ကြနေ့မှာမြန်မာပြည်တောင်ဘက်ဖျားမှာဆက်လက်ရွာသွန်းသလိုပဲမွန်ပြည်နယ်မှာမိုးပွဲကျနိုင်တယ်၊ကယားပြည်နယ်မှာမိုးပွဲကျနိုင်တယ်လို့ပဲချင်းပြည်နယ်မြောက်ဖက်၊စကိုင်းတိုင်းမြောက်ဖက်၊ကချင်ပြည်နယ်မြောက်ဖက်တွေမှာလည်းမိုးဆက်လက်ကျမှာ လာမယ့်26ရက်နေ့မှာတော့ကနေ့နာရီတိုင်းကရင်ပြည်နယ်မှာမိုးရွာနိုင်တဲ့အနေအထားရှိသလိုပဲမြန်မာပြည်ထိပ်ပါလဲဆက်လက်မိုးရွာမှာဖြစ်ပါတယ်။လာမယ့်29ရက်နေ့မှာတော့ဘင်္ဂလားပင်လယ်အော်ဖြတ်ဝင်လာတဲ့တိမ်တွေကြောက်မလို့ရခိုင်ရိုးမာမှာမိုးအနေငယ်စတင်ကျသလိုပဲကယားပြည်နယ်မှာမိုးရွာနိုင်တဲ့ AOD တိုင်းမှာမိုးစရွာတော့မှာဖြစ်ပါတယ်။ ထို့အတူတနင်္လာရီတိုင်းကရင်ပြည်နယ်မှာ မိုးရရင်တိတသမလေးလမတောက်ထိရွာသွန်းနိုင်တဲ့အနေဒါဟာကြိုတင် ပြင်ဆင်ဖို့လိုလာပါလာမဲ့တနင်္လာနေ့28ရက်နေ့ရောက်တဲ့အခါမှာတော့မြမပြည်အလယ်ပိုင်းမှာစတင်ပြီးတော့မိုးကျနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခံမရပါတယ်အထူးသဖြင့်ငလင်ဒေသဖြစ်တဲ့နေပြည်တော်နဲ့မန္တလေးကြားမှာဖြစ်ပါတယ်ထို့အတူ စိုက်ပျိုးရေးအတွက်မကွေးတိုင်းမန္တလေးတိုင်းစကိုင်းတိုင်းပဲခူးတိုင်းတို့မှာလည်းမိုးစတင်ရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်။ကျွန်တော်တို့သတိထားရမှာကတော့လာမယ့်28ရက်တင်းနာနေ့မှာဆိုလို့ရှိရင်တော့ကြာပြည်နယ်၊ကရင်ပြည်နယ်၊တင်းနာရီတိုင်းတို့မှာဆိုရင်နေရာကွက်ပြီးတော့စတင်မိုးကြီးနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခံမှန်းလို့ရပါတယ်။လာမယ့် 29ရက်နေ့အင်္ဂါနေ့မှာဆိုလို့ရှိရင်တော့ပုံမိုပြီးတော့မိုးရွာသွန်းမှုများလာပြီးတော့ရှမ်းပြည်နယ်တစ်ခုလုံးနေပြည်တော်မန္တလေးနဲ့ရှမ်းပြည်ဆက်ဆက်ဒေသတစ်ခုလုံးစစ်တောင်းမြေဝတစ်ခုလုံးပဲခူးတိုင်းရန်ကုန်တိုင်းအေအော်ဒီတိုင်းတို့မှာမိုးရေချိန်တက်သမ၄အထိရရှိတဲ့ကဲ့သို့တနင်္လာရီတိုင်းမှာလည်းဆက်လက်ပြီးတော့နေရာကွက်ပြီးတော့ မိုးကြီးနိုင်ပါတယ်။ရှမ်းပြည်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။မိုးကွယ်ရနိုင်တဲ့ငလျင်ဒေသမှာဆိုလို့ရှိရင်တော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းမှာအလဲကောင်မှာနေရာကွက်ပြီးတော့မိုးပွဲ ရွာနိုင်တဲ့အတွက်ကြောင့်မလို့မြေပြင်မှာအိတ်နေတဲ့လူတွေအထူးသတိထားဖို့လိုအပ်တယ်လို့ပဲချင်းတောင်တန်းမှာမိုးပွဲကြနိုင်တယ်ချင်းပြည်နယ်စကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အောက်ပိုင်းမှာဆက်လက်ပြီးတော့မိုးရွာသွန်းနိုင်ပါတယ်။လာမယ့်30ရက်ဗုဒ္ဓဟူးနေ့မှာတော့မြန်မာပြည်အနှံ့အပြားမှာနေရာကွက်ကြားမိုးရွာနိုင်သလိုပဲအချို့နေရာဒီမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့နေသားရှိပါတယ်အထူးသဖြင့်မန္တလေးတိုင်း၊စကိုင်းတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း ရှမ်းပြည်နယ်အစပ်ဒေသတစ်ခုလုံးမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ကျွန်တော်တို့သတိထားရမယ့်ချက်ကကျွန်တော်တို့စောစောအပြခဲ့တဲ့မိုးတောင်ဒိန်များနဲ့ဘင်္ဂလားပင်လယ်ဟာဖြတ်ဝင်တဲ့တိမ်နိမ့်နေကြောင်းမလို့ကောင်းငင်မှာလျှက်စစ်တပ်ဖြစ်ပေါ်ပြီးတော့မိုးထစ်ကျုံတန်ကြားပြီးတော့မြေပြင်ကိုမိုးကြိုးပစ်ခြင်းနေကြုံရနိုင်ပါတယ်ထို့အတူတောင်ဘက်ကဝင်သွားတဲ့ လေဘူးစီးကြောင်းကအပေါ်အနေတိုက်ခတ်နေစဲမှာမြောက်ဘက်ကဝင်လာတဲ့လေအေးစီးကြောင်းကိုဖိတဲ့အတွက်ကြောင့်မလို့နှစ်စဉ်လေပြင်းတိုက်ခတ်တဲ့ချင်းတွင်းမြေဟိုဒေသအေယော်ရီမြေဟိုဒေသမှာမြေဆိုင်လေတိုက်ခတ်နိုင်တဲ့အတွက်ကြောင့်မလို့အထူးသတိထားကြဖို့သတိပေးလိုပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုဖိုင်တွေကိုမြန်မာပြည်ကအချို့နေရာများမှာကြည့်ဖို့ခက်ခဲတဲ့အတွက်ကြောင့်မလို့ အတန်ဖိုင်ပြုတ်လို့ပြီးတော့ကိုသက်ထွေးနိုင် Telegram ကနေပြီးတော့ကျွန်တော်တို့ download လုပ်ပြီးတော့နားထောင်နိုင်ပါတယ်မိမိတို့မိတ်ဆွေများအောင်လည်းစိုက်ပျိုးရေးအတွက်မျှဝေနိုင်ပါတယ်လိုအပ်တာများရှိရင်မေးမြန်းနိုင်ပါတယ်ကျွန်တော်တို့နေ့စဉ်ဖတ်ရှုပြီးတော့ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့နီလန်းအနေနဲ့အဖြေရှာပေးနေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် ်ဆမခွန်မိုင်ကလေးကီဟောင်းစကပါဝင်နေတာဖြစ်ပါတယ်ကောက်ယုံနဲ့မြည်ကြီးနဲ့နေပြီးမှအိမ်လုံးနေတာဖြစ်ပါတယ်ရှင်ဒီမှာအတင်းတော့လူပြူစီယာအတင်းတော့လူငယ်တွေနဲ့အေဂျီအဝင်ကလေးအတင်းတော့

ဒီပြပိုင်းလေးကိုတိကျရဲ့ရေချက်ကကျွန်တော်ရဲ့မျိုးလေဒီကြိုတင်ကောက်ွယ်ပြင်ဆင်လို့ရအောင်ပြည်နယ်ဝင်ပြတိကျပြလေးချင်းဖြစ်တယ်ပေါ့နော်နောက်ထပ်လေကျွန်တော်တို့ channel နေဒီမိုးလေတဲ့တရင်နဲ့ငလင်းတရင်တွေကိုအမြဲတိကျပြမှာမို့ကျွန်တော်ရဲ့ channel like subscribe နဲ့ like subscribe နဲ့ပြည်နယ် notification bell လေးကိုပါနှိပ်ခဲ့ပြီးတော့ဆက်ကြည့်ပါရစေကျွန်တော်ရဲ့ channel RPG ရှိသူတွေအချင်းချင်းကြည့်ကြည့်များရေးတင်ပါတယ်